မအခုမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကိုယ့်ရဲ့ဘဝကိုအအောင်မြင်မြင်ပျော်ပျော်ရွှင်ရွှင်နဲ့စိတ်ဆန်းဆန်းမြင်မြင်ဖြတ်သန်းခြင်းလေဆိုလို့ရှိရင်အမြဲတမ်းကိုယ်ပိုင်ဝင်ငွေနဲ့ရက်တည်နိုင်အောင်ကြိုးစားကိုယ်ပိုင်ဝင်ငွေနဲ့ကိုယ့်အစွမ်းအစနဲ့ကိုယ့်ရဲ့အရေးအရှင်းနဲ့ရက်တည်ခြင်းဟာလောကကြီးမှာအကောင်းဆုံးပဲပျော်ရွှင်စရာ အကောင်းဆုံးပဲပြည့်ဘဝကိုလက်ဝေခံဘဝမျိုးမှာတွားပြီးတော့ နှစ်မြုပ်လိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အရေးရှင်တွေเนาะကိုယ့်ရဲ့ထက်မြတ်မှုတွေเนาะကိုယ့်ဟိုပေးခြင်းကမ်းခြင်းလှုပ်ရှင်ကြိုင်ခြင်းစိတ်တွေเนาะဒါတွေအကုန်လုံးဟာဒုတိယနေရာကိုရောက်သွားတယ်ကိုယ့်ရဲ့ကိုယ်ပိုင်ဝင်ငွေကိုယ့်ရဲ့အစွမ်းအစကိုယ့်ရဲ့အရေးအရှင်းနဲ့ရှာဖွေရရှိထားတဲ့ငွေကြေးဥစ္စာဆိုလို့ရှိရင်ကိုပန်းကိုဘလို့ပဲပေးပေးဘလို့ပဲကန်ကန်ဘာပဲတုံတုံဘယ်သူမျက်နာမှလဲကြည်နေစရာ မလိုသလို့ စိတ်တထင်ထင်ဖြစ်နေစရာလည်းမလိုဘူးเนาะအဲ့ဒါကြောင့်အရေးကြီးဆုံးကတော့ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ကိုရှိတော့ပေါ်ကိုရက်နိုင်အောင်စူးစမ်းရမယ်ကိုရဲ့အရေးအရှင်းတွေကိုတစ်နေ့တစ်တနေ့ပို့ပြီးတော့တိုးလာအောင်ဖြည့်ရမယ်ပြီးလို့ရှိရင်ကိုပိုင်ဝင်ဝေးတိဆောက်နိုင်အောင်စူးစမ်းရမယ်အခုခေတ်ကလေးတွေမှာတော်တော်များများတွေ့ရတာလေဟိုစူးစမ်းကျင်စိတ်တွေညော့နေနေတယ်စူးစမ်းကျင်စိတ်တွေညော့နေပြီးတော့ အခုကျမတို့ရဲ့ဆွေမျိုးသားချင်းတွေထဲမှာဆိုရင်လည်းရှိတယ်ဟိုမုတ်ဘူတောင်းနေပေါ့နော်အာကိုရီစီကနေပြီးတော့အဲမုတ်ဘူတောင်းနေဆိုလို့ရှိရင်သူတို့ဘယ်နှခါတောင်းမှာလဲတစ်ခါတောင်းမယ်နှစ်ခါတောင်းမယ်သုံးခါတောင်းမယ်တောင်းပြီးပြီဆိုလို့ရှိရင်ဒါကိုကိုကိုလည်းတိမ်ငယ်စိတ်ဝင်လာမယ်ကဲပြီးလို့ရှိရင်တငယ်ချင်းအပေါင်းအသင်းတွေပြန်ပြီးတော့စုံစည်းကြတဲ့အခါလူတွေအရှင်းရှင်းလေးအောင်မြင်မှုကိုဘာနဲ့တိုင်းတာမယ်လို့ထင်တယ် လူအများစုကလေအပြင်ပုံပန်းတရံနဲ့ပဲအမြဲတမ်းတိုင်းတာတယ်ဥပမာအာစရိယပူဇော်ပွဲကိုသွားကြတယ်ပေါ့နော်သူဘာကားစည်းလာလဲသူဘာဝတ်လာလဲသူဘာအိတ်ကင်လာလဲနော်သူဘာဗရန်းနေတုံးလဲအဲ့ဒီအပေါ်ဝဲအရှိခံပြီးတော့လူတွေကလေလက်လက်သာပေးတာမပေးတာအမှကွာပါတယ်အဲ့ကြတော့အဲ့ဒီလိုမျိုးသွားပြီးတော့တွေးဆောင်တဲ့အချိန်မှာကိုဟာဘာမှမဟုတ်ဘူး ကိုကဘာမှမဟုတ်ဘူးဆိုလို့ရှင်အဲ့ဒီအဝန်အဝိုင်းတွေကိုလည်းကိုကဝင်မဆက်အောင်ဝင်မဆက်တဲ့အပြင်ကိုကို့မှာတိမ်ငယ်စိတ်တွေတပွေးတပိုင်းနဲ့အဲ့ဒီအချိန်မှာဖြစ်ပေါ်လာတဲ့ခံစားမှုတွေကိုမခံစားစေချင်ဘူးအဲ့ဒါကြောင့်အချိန်ရှိတဲ့အချိန်မှာစူးစမ်းပါကိုရှောက်ပေါ်ကိုရက်တည်နိုင်အောင်ကိုဝင်ငွေကိုဖန်တီးနိုင်အောင်တိဆောက်နိုင်အောင်စူးစမ်းကြပါမပြင်းနဲ့နော်မပြင်းနဲ့ပြင်းလို့ရှိရင်လူတွေကလုံးဝပြင်းသွားပြီးတော့လူချင်းချင်း လဲပဲချင်းချင်းတွားပြီးတော့တန်းညှိတဲ့အခါကိုကမလိုလဲပဲမျိုးမှနေချင်တာတော့အဲ့ဟာကိုအုံနောက်ထဲမှာမြဲမြဲဆွဲဆွဲမြဲမြဲပတ်ပြီးတော့ကိုယ့်ရဲ့ဘဝကိုတိုးတက်ဖို့အတွက်အမြဲနဲ့အစဉ်တစိုက်ဒီဇိုင်းမှန်မှန်နဲ့စူးစမ်းနေဖို့လိုတယ်။သူများနေနဲ့ရှင်လိုက်တဲ့အခါမှာအမြဲတမ်းခေါင်းတစ်လုံးတာနေဖို့လိုတယ်။ထက်မြက်နေဖို့လိုတယ်။အရေးအရှင်းရှိနေဖို့လိုတယ်။ကိုယ်ပိုင်ဝင်ငွေတစ်ခုတိဆောက်ထားနိုင်ဖို့လိုတယ်။ အဲ့ဒါဆိုလို့ရှိရင်လောကကြီးထဲမှာမျက်နှာပန်းလှလှနဲ့ရက်တီနိုင်မှာတေကြတယ်အဲ့ဒါကြောင့်အပြင်းမကြီးကြနဲ့ဂျေဆုအားကြီးတင်ပါတယ်